ဟုတ်ပြီဒီနေ့ကျွန်တော်တို့အာဒီအမားနဲ့အင်တာဗျူးလေးကျွန်တော်တို့အနည်းငယ်လုပ်မှာဖြစ်ပါတယ်ဖျားခင်သူ့အပေါ်မှာ ပြုခဲ့တဲ့အမှုကို ကျွန်တော်တို့ဒီနေ့တက်တက်ခါမှာဖြစ်ပါတယ်ဆေးဥစွာ ကျွန်တော်တို့အာအမားရဲ့နာမည်လေးကိုကျွန်တော်တို့သိချင်တာဖြစ်ပါတယ်အမားနာမည်ဘာတူလဲမနစ်စင်မနစ်စင်ဖြစ်ပါတယ်ဆိုတော့ယောဂခံစားတဲ့အကြောင်းကိုကျွန်တော်တို့အာနင့်ရရှင်ပြဖို့ရအတွက်เนาะရှားနေနဲ့တောက်ဆူရှင်ပါတယ် အော်ဟိုခလေးမွေးပြီးလဲပြီးတော့သွေးတုံတာသွေးတုံပြီးလဲပြီးတော့တျှောက်ျှောက်ဖြစ်တာလေဟုတ်ကဲ့တျှောက်ျှောက်ဖြစ်လဲပြီးတော့ဘလို့မှဆေးထိုးဆေးပြောက်မပြောက်ဘူးမဆက်သာဘူးဗောဒီဟုတ်ကဲ့အခုမမီစီမဲဘယ်နှခုနေတော့လောက်မှအဲ့အဲ့ဒါဖြစ်တာလဲခလေးလေးငငယ်တော့အခုခလေးလေး၁၄နှစ်ရှိပြီလေ၁၄နှစ်ရှိပြီ၁၄နှစ်ရှိပြီဟုတ်ကဲ့၁၄နှစ်အတော့တွေ့မှာအကုန်လုံးကအမေရာအဲသွေးတွန်နေပေါ့နော် သွေးသွုန်နေအော်ဟုတ်ကဲ့သွေးသွုန်တော့တညာလုံးသွေးသွုန်တာဟုတ်ကဲ့မနေ့မိုးလေးမှတတိပြန်ရတာအော်တတိပြန်ရလဲပြန်ရကျွန်မမျက်နှာအကြီးကြီးဖြစ်သွားအော်ဟုတ်ကဲ့ဘာလို့လဲဘယ်လိုပြောမလဲဆိုစခေါ်လောက်ရှိညာလုံးအပေါ်လွယ်ဘာမှမမြင်ရတော့ဟုတ်ကဲ့ဘာမှလည်းမတွေ့ဘာမှလည်းမသိဘူးလေဟုတ်ကဲ့อืมအဲ့နော်တခြားရောတခြားရောပြီးရောအခု14နှစ်ပြီပြီပါဆရာကြီးဟုတ်ကဲ့14နှစ်ပြီလေပြီရော အာနဲ့အမတ်တွေအဆက်မရှိဘူးပေါ့ဟုတ်ကဲ့ခဏခဏမကောင်းတော့လေသူကကူပေးရတယ်လေဟုတ်ကဲ့မရှိတော့အာနဲ့အခုမှမမီကခေါ်လာတယ်မမီခေါ်လာတယ်ခေါ်လာဆရာစီမှပြမယ်တဲ့ဟုတ်ကဲ့အာနဲ့လာတာလိုင်းနဲ့အခုဘာမှမဖြစ်တော့ဘူးပေါ့နော်တက်တာသွားပြီပေါ့ရင်ပြည့်သလိုပျောက်ပြီပေါ့နော်ဟုတ်ကဲ့ဒါဖရရဲ့ကျေးဇူးတော်ဟုတ်ကဲ့ဆုတောင်းအာမပေးခင်မှာ ွေးတွေးတွေကမရက်တက်ဘူးပေါ့ဟိုခလေးလေးမွေးတော့ငါကြာတော့တွေးသွန်တာလေဟုတ်ကဲ့ခလေးလေးမွေးပြီးလက်တွေ့မသုံးတော့ဘူးလေအော်ဒါမဲ့ညလုံးတွေးခန္ဓာကိုယ်တစ်ခုလောကခန္ဓာလို့ခြောင်သွားတယ်ပေါ့အခုခြောင်သွားပြီနေရထိုင်ရတာလေပေါ်သွားပြီပေါ့ဟိုရင်တော့ငါဆိုရင်ဆရာရဲ့ဟိုလူသားစားသမဲစားတာဟုတ်ကဲ့နေကောင်းသမဲနေကောင်းတော့ပေါ့ဆရာဒီနားမှာက နာနေတာလေဟုတ်ကဲ့နာလဲနာအဲ့နဲ့ဆရာတွေနဲ့ကြရတော့ဆရာလည်းဘယ်လိုပြောလဲဆိုတော့ဒီဝန်သွားอยู่ဟုတ်ဟုတ်ဆာမဟိုတင်းနှံကြဆရာဆေးလိုက်ထိုးတယ်လေသူကညာဘေလုံးကြီးတဲ့သူကပြောတာဘေလုံးကြီးတဲ့အော်အဲ့ဒါလုံးလာပြီဆိုဆရာလေသူကဘယ်လိုပြောမလဲဆိုတော့ပြင်းတယ်လို့ဖြစ်တယ်လေဟုတ်တက်ချင်းလို့လို့ပါတယ်လို့လို့နဲ့ဟုတ်ကဲ့ ဒီတစ်ခါကျမဖျားလဲအဲ့လိုပဲဇဲကျိုးချင်တာလေဟုတ်ကဲ့နင်းနင်းနဲ့ဇဲအတူတူကျိုးချင်တာဟွန်းဩငါတေးလို့မဖြစ်သေးဘူးငါကလေးတွေရှိသေးပါလားဆိုပြီးစိတ်နဲ့ပဲအတင်းဟုတ်ကဲ့အဲ့နဲ့အခုဒါပြတော့ဒီနမနာချင်းလည်းမရှိတော့ဟုတ်ကဲ့အဲ့ဒါပဲပေါ့ဩစူတမ်ပေးလိုက်တဲ့ခါကျတော့ခန္ဓာကိုယ်မှာဘယ်လိုခံစားလဲပေါ်သွားတာပေါ့ဆရာဩပို့ပြီးတော့မှရုပ်အကမခံစားတော့ဘူးနော်ခံစားရတော့ဟွန်း တေးတူနဲ့ရုတ်ကားတယ်လေအကုန်မရှိတော့ဘူးเนาะကြာမှသွားပြီเนาะဆိုတော့အာအပြည့်ကိုမလုတ်ဖို့ရသေးရရှိတယ်ဆိုတော့နောက်လျှောက်ဖျားသခင်နဲ့တွားဖို့ရရရှိတယ်ဒါဆိုရင်တော့ဖျားသခင်ရဲ့ဘုန်းတော်တာ၍မြင်ရမှာဖြစ်ပါတယ်ဘုเนาะဆိုတော့အထူးကျေးဇူးတင်တယ်ကျွန်တော်တင့်တော်ကိုလာရောက်ပြီတော့မှအာဒီညမှာဖျားသခင်တကူတို့ခံစားတဲ့အခါမှာသူရဲ့ဆက်လက်နှိလို့လို့တွေးတုံတဲ့အမျိုးသမီးကယေရှုရဲ့တကူတို့အဖြစ် အာတိုးထိလိုက်တဲ့အခါမှာသူရဲ့ခန္ဓာကိုယ်ထက်မှရှိတဲ့အနာယောဂတွေတွေးတွန်တဲ့ယောဂတွေအားလုံးကပျောက်သွားတာဖြစ်ပါတယ်။ထို့ရလေကိုကျွန်တော်တို့ပရိသတ်တွေအနေနဲ့ဒီနေ့ယေရှုဖျားတခင်ဟာမကြမ်းမာတဲ့လူကိုကြမ်းမာစေတယ်။တွေးတွန်တဲ့ဆက်လက်နှင်းနှင်းလို့တွေးတွန်တဲ့ယောဂတွေကိုပျောက်ပေးစေနိုင်တဲ့သူဟာယေရှုဖျားတပါတိပဲရှိပါတယ်။ဒါကြောင့်ထို့ယေရှုကိုယုံကြည်တယ်ဆိုလို့ရှိရင် ခန္ဓာကိုယ်မှာမကြမှာတဲ့အရာကိုလည်းကြမှာချင်းနဲ့ပြနေတယ်ဖျားတင်ဖြစ်ပါတယ်ဆိုတာဒီနော်အာအမရဲ့တက်တေခံချပြီးခွာအနည်းငယ်ပြချင်းနဲ့ဖြစ်ပါတယ်တက်တေခံသွားတဲ့အမပေါ်မှာလည်းအထူးကျေးဇူးတင်တဲ့အာအမပေါ်မှာဖျားခင်တိတ္ထပါကောင်းချီးပေးပါစေအာမင်အာမင်